ကဲဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်3000 8000ဝင်းကျင်နဲ့ကျွန်တော်အိမ်ကလုံးဝတန့်နေဆိုတာတဲ့တောင်မှတော်တော်လေးကိုကောင်းတဲ့အိမ်ကလေးကျွန်တော်ဒီနေ့ house tour လုပ်ပြီးတော့ရောင်းပေးမှာဖြစ်ပါတယ် တို့ခုကျွန်တော်မြင်နေရတဲ့ဒါ modern house တလုံး20 60မြေကွက်ပုံမှာဒါကျွန်တော်စောက်ထားရပါတော့ပြီးတော့ဘေးတစ်ချမ်းကလည်းဒါဒီလကုံပြီးမှဖြစ်ပါတယ်အကြမ်းမတိုင်းရင်ပြီးမှာပေါ့နော်ဆိုတော့ဒီအိမ်ကတော့ ventilation ရောကျွန်တော်ဒီအခန်းဖွဲ့စည်းပုံအစားတော်တော်လေးကောင်းတယ်သူကတော့4 master bedroom နဲ့နှစ်ထပ်ခွဲအိမ်တလုံးပဲဖြစ်ပါတယ်မြောက်တော့45ရက်ကွက်မှာရှိတဲ့အိမ်တလုံးပဲဖြစ်ပါတယ်ပုံဝန်းကျင်ကိုကျွန်တော်ပြပေးမယ်ဒီမှာကြည့် လုံးဝတိတ်ဆိတ်နေအပင်နဲ့အရိပ်နဲ့အင်ဂျင်အင်ကောင်းလေဒီဘက်မှာကျွန်တော်တို့ဒါတောက်လျှောက်စောက်နေတယ်ဒီဘက်မှာလည်းဒါအင်ဂျင်အင်ကောင်းနေသူတို့မြေမြတ်ရှိတဲ့လမ်းလေးမှာပေါ့နော်ဆိုတော့ကျွန်တော်တို့အင်းလေးသွားပြောလေ့လာလိုက်အောင်လာဒါတော့ကျွန်တော်တို့ဒီလမ်းအငကိုတဲ့မြင့်ပြီးတာဖြစ်တယ်ပြီးတော့ရင်အင်ကိုလည်းဒါကျွန်တော်အခုမြင်တဲ့အတိုင်းတကားကနေတော်တော်လေးကိုနှစ်ပေကျော်ကျွန်တော်မြင့်ထားပြအောင်မြင်ရမှာဖြစ်ပါတယ် ပြီးတော့အရင်ဒီမှာကျွန်တော်တကားပေါ့နော်တကားနဲ့အကုန်လုံးကျွန်တော်ဒီလိုခောက်ပြီးတော့အပြစ်ဖွင့်လိုက်တော့ဒီအထဲမှာကားနှစ်စီးရတယ်အပြစ်မှာလည်းတစ်စီးဆိုကားသုံးစီးရမယ်ဒီအရင်ကတော့ဆိုလာပါပါပြီးသားပေါ့နော်ရီဘူးကြီးဘွဲလိုက်ပါပါပြီးသားဖြစ်ပါတယ်အဲနောက်တစ်ခုဒီမှာကျွန်တော်မြင်ရမှာ platform ကတော့ကျွန်တော်အခုဒါ EV kit ရောက်လာပြီဆိုတော့ကျွန်တော်တို့ EV charging အတွက်လည်းကျွန်တော် installation လုပ်ပြီးတော့အာ charging လုပ်လို့ရရပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အရင်တော့ပြလေ့လာမလား ကဲအခုကတော့ဒါ main တကားကတော့လုံးဝကျွန်းနေပေါ့နော်ဒီအိမ်မှာအခုမြင်ရမယ့်တကားတဲ့အားလုံးကကျွန်းတကားဖြစ်ပါတယ်ဒီမှာအခုကြည့်လိုက်အဲ့ကန်ဩလလာ ventilation နဲ့နောက်ပြီးတော့ဒါ lighting စနစ်ကအရန်ကောင်းတယ်လို့ပြောလို့ရတယ်။ဘာလို့လဲဒီဘက်မှာလဲကျွန်တော်တို့ဒီအပေါက်ပေါ့နော်ကျွန်တော်ပတင်းပေါက်ကြီးပဲအကျယ်ကြီးဖွင့်ထားတယ်ပြီးရင်ဘယ်ညာလဲထပ်ဖွင့်ထားတယ်ဖြစ်ကျွန်တော်ဒီအိမ်ကတန့်တယ်ပေါ့နော်တကယ်လို့တော်တော်လေးတန့်တယ်နေမယ်ဆိုရင်လဲလုံးဝဘယ်လိုပြောရမလဲဆိုမီတာစုဝင်အနည်းဆုံးကျွန်တော်900 600လောက်နေလို့ရတယ်4 master bedroom တောင်ရှိတယ်ဆိုတော့လေ တော့ကျွန်တော်တို့ ground flow မှာကျွန်တော်အိတ်ကန်တကန်ရှိရယ်ဆိုတော့ဒီနေရာပေါ့နော်ဒီနေရာချိုးထားတာလေးကဘာဖြစ်သွားစီလဲဆိုရင်ဒီဝင်ပေါက်ကလည်းပူပြီးကျေသွားစီတယ်နောက်ပြီးဒီမှာ down ချုံရေးဖြစ်နေတာကအရင်ယူပြီးတော့အမြင်အရရောတကယ် practical အရရောတိတ်ပြီးတော့မမိုက်ဘူးနော်ဒါလည်းကျွန်တော်အိမ်ဆောက်ချင်တဲ့လူတွေအိမ်ဆောက်မယ်စဉ်းစားနေတဲ့လူတွေအတွက်တကယ် idea ကောင်းတစ်ခုဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်စက်ကြည့်မယ် ဒီမှာတော့ကျွန်တော်ခုနပြောလိုပဲသူကတော့တကားတော့ကျွန်းတကားဖြစ်တယ်။ဒီထက်မှာကျွန်တော်ဒီအခုလိုမျိုးကျွန်တော် master bedroom တကယ်ပါနော်။အာဒီမှာတော့သူ master bedroom ဖြစ်ပါတယ်။အခင်းကတော့ကြာ vinyl SPC flooring ဖြစ်ပါတယ်။ vinyl SPC flooring ရဲ့အားသာချက်ကကျွန်းထက်တော့ပိုကောင်းတယ်လို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ကျွန်းကတော့ luxury ဖြစ်တယ်ဈေးများတယ်။ဒါပေမဲ့ဒီ vinyl SPC flooring ကယာတိဥဒ္ဒံလုံးဝမကြောက်။ချစားမှလည်းလုံးဝမကြောက်စရာမလိုရေဆူမှလည်းကြောက်စရာမလို။အာဒါကျွန်တော် material ရဲ့အစ်စ်ဖြစ်တဲ့အတွက်ကြောင့်မလို့တော်လေး အဲတုံးတင်နေတဲ့မှာပါတယ်ဗောနော်တကယ်ကို budget ကြောင့်ဆိုရင်တော့ဒီ vinyl spc flooring ကိုတုံးတင်နေအာဒါတော့သူ့ရေချိုးခန်းအိမ်နာဖြစ်ပါတယ်ရေချိုးခန်းအိမ်နာမှာကျွန်တော်တခုတတိထားနေမှာအပေါ်မှာ lighting ပေါက်ပြီးတော့ရင်ကျွန်တော်ဒီ exhaust fan ပါပြီးသားဒါပေမဲ့ဒီလိုပေါ့နော်ရေချိုးခန်းအိမ်နာမှာအနံ့ဆိုးတွေကရှိခဲ့မယ်ဆိုတဲ့တကားဖွင့်ထားလိုက်ရုံပဲပြီးတော့ရင်သူ့ရဲ့ design ကဒါကတ်တုန်း design ပေါ့နော်တကယ်ယူရီယာပစ္စည်းအမှန်တွေပဲကျွန်တော်တုံးထားတာမြင်ရမှာဖြစ်ပါတယ် အခုအချိန်မှာကျွန်တော်တို့ဒီဂရန်မီအမီဘောက်ကိုဘန်ချိတ်လေးပါဝယ်လို့ရမှာပေါ့နော်ဆိုတော့တော်တော်လေးကိုအာဗီတာစုလည်းများတယ်ဘတ်ဂျက်ကလည်းတထောင်အောက်လူချင်တဲ့လူတွေအတွက်ဝယ်ဝယ်တဲ့လေအိမ်တလုံးပဲဖြစ်ပါတယ်ဘာလို့ဆိုအရန်တန်တယ်ဒီအိမ်မှာနေရတဲ့ feeling ကလုံးဝကျွန်တော်တို့ကွန်ဒိုအရန်တန်တဲ့ကွန်ဒိုမှာနေရတယ် feeling ရတယ်ဒါပေမဲ့ဒီမှာတော့မီကြီးရမယ်ဂရန်မီရမယ်ပေါ့နော်ဒီမှာတော့ဒါ dining ဖြစ်ပါတယ်အမဒိုင်းနင်းရဲ့မိသားစု900 600လောက် AC စားလို့ရတယ်ဒိုင်းနင်းဒိုင်းနင်းလက်မျိုးပါထည့်ထားတယ် ဒီလိုရင်ဒါကျွန်တော်တို့ kitchen counter ပေါ့နော် kitchen counter ကတော့ဒါ cabinet တွေအကောက်ကိုပြန်ပြီး install လုပ်အောင်ပါပေါ့ပြီးရင်အများသုံးဖို့ YouTube ကအင်တာတစ်ခုပါတယ်ဒီပေါ့နော်ဒါအများသုံးဖို့ YouTube ကအင်တာ YouTube ကအင်တာတကားအစအခုဂျွန်းနဲ့ကျွန်တော်တို့လုပ်ထားတာမြင်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့အခုက ground floor မှာတော့ air gun ဒီမှာ one bedroom ဒီ master bedroom ဖြစ်တယ်ဒီမှာ kitchen dining နဲ့ဟိုအများသုံးဖို့ button တစ်ခုရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အခု second floor တက်ကြည့်အောင်တော်တော်လေးလေးတက်ရတယ်နေလို့ထိုင်လို့လည်းအရန်ဟိုဟို switch ဖြစ်တယ်အရန်နေလို့ထိုင်လို့ကောင်းမယ့်အိမ်ပေါ့ second floor မှာတော့ဒီ living space အကျယ်ကြီးတစ်ခုရှိရယ်ပြီးတော့အရင်ဒီ veranda ပေါ့နော်ဒီ veranda ကလည်းကျွန်တော်တို့ဒီ design အရာရောကျွန်တော် veranda အကျယ်ရှိတော့ကျွန်တော်ပန်းတွေပဲစိုက်လို့ရတယ်ဒီဒီအရှိမဆိုရင်ကျွန်တော်မြင်ရတဲ့အတိုင်းအင်ဂျင်အင်ကောင်းနေအများကြီးပဲတော့ကျွန်တော်တို့ဒီဘောက်တူလမ်းမှာလည်းနီးတယ် ီးတော့ဒီဘက်ပြည်ထောင်စုလမ်းမတွေလည်းပြီးရပါတော့အခုဒီမှာမြန်မာကတော့ကျွန်တော်တို့ဒီအာကီလိုဝတ်200ရှိတဲ့ inverter နဲ့ battery နဲ့ installation လုပ်ပြီးတာပေါ့နော်မြေရတွေတော့ 24hour အာဆိုရင်ဆီမှာရှိရအကုန်လုံး24နိုင်သုံးပြီးတာတကယ်လို့ air con တွေပါနေအများကြီးသုံးကျင်နေဆိုတော့ battery ထပ်ပြီးတူးလိုက်ပေါ့နော် inverter လေးနဲ့ထပ်တူးလိုက်ရင်ဖိုင်သွားပြီဒီမှာဆိုကျွန်တော်မြင်ရတယ်ဒီမှာကြည့်တော်တော်လေးကိုလင်းနေပါတော့လင်းနေအာလေးတိုက်ရင်ပလင်းပေါက်တွေဖွင့်ထားမယ်ဆိုရင်လည်း ျွန်တော်တို့လမ်းမတန်းမဟုတ်တာဖြစ်တဲ့ကြောင့်မလို့ဖုံလည်းအဲ့လိုမထအောင်ဘူးနော်ဒီလိုထိုင်ရင်ကောင်းတယ်ကျွန်တော်ဒီလိုပတ်ပြပေးမယ်မှာဆိုရင်ဒီမှာလည်းပတင်းပေါက်ရှိရယ်အာဒီဘက်ချမ်းဆိုရင်လည်းဒါပတင်းပေါက်အကျယ်ကြီးပဲပြီးရင်ဒီဘက်ချမ်းဆိုရင်ဒါအောက်ကနေလာတဲ့ lighting ရော ventilation ရောရှိရဘယ်လိုပြောမလဲဒီလိုကောင်းတယ်ပေါ့နော်ကဲအစွန်းတော့အိတ်ခမ်းစကြည့်ရအောင်ဒီမှာတော့ကျွန်တော်တို့ဒီ bedroom မှာတော့ two master bedroom ရှိမယ်ဖြစ်ပါတယ်အခုဒီဘက်မှာတခန်းဟိုအနောက်ဘက်မှာတခန်းပေါ့နော်ကျွန်တော်က main master bedroom လို့ပြောပြရတဲ့အခန်းကိုပြတ် မဆင်းဒါတော့ကျွန်းတကာနဲ့ဒီအိမ်ကတော့ကျွန်တော်တို့ဖွင့်စရာ9600ဖြစ်ပါတယ်9600ဆိုတာညနိုင်စီပေါ့နော်ပါရှင်တိုင်းရနဲ့ညနိုင်နောက်ချမှာဖြစ်ပါတယ်ဒီမှာဆိုရင်ဒါအလူမီနီယံကွာလတီအမြင့်အလူမီနီယံနဲ့တုံးထားတယ်ဒီဒီဘက်မှာလည်းတကာအတင်းပေါက်တွေအပြည့်ဒီရေကျူးကအိမ်သားလည်းပါပြကြပါတော့နော်ဒါမှဒီရေကျူးကအိမ်သားမှာလည်းဒါမှန်လေအစတက်ဆင်ပေးထားတယ်ကတ်တွန်ဒီဇိုင်းပေါ့နော်ကျွန်တော်ခုနပြောလို့ဒီလိုအပေါက်အချေချေဖွင့်ထားတင်တယ်ဒီကျူးကအိမ်သားဘာလို့လဲဆိုတော့ကျွန်တော်တို့ ဟိုအနက်ဆိုးရှိတဲ့အချိန်မှာအဲ့လိုလေဖွင့်ကြလိုက်ဖိုင်လိုက်ပြီးရင်သူကရီဘူးရေးပါတခါတည်း isolation လုပ်ပြီးတာကျွန်တော်တို့ရီဘူးရေးပါတဲ့အဲခေါင်းတွေထပ်ပြီးလဲပြီးတော့တုံးုံပေးပါနော်ပြီးတော့ကျွန်တော်တို့ဒါဒီဘက်တခန်းပါနော်ဒီအခန်းကလည်း master bedroom ပါဒီဘက်မှာရေချိုးအိမ်တွေပါပါဒီအိမ်ကတော့ compact ဖြစ်တယ်တကယ် practical မှာလည်းလက်တွေ့မှာလည်းတကယ်အရင်အသုံးဝင်ပါဆိုရေချိုးအိမ်တွေရဲ့ဖြစ်တယ်20 60မှာ ဖုန်းမစပယ်ရုံထည့်ထားနိုင်ဘူးเนาะထည့်ထားတဲ့ပစ္စည်းတွေကလည်းကျွန်တော်တို့ဒါကော်တွန်ဒစိတ်တွေကော်တွန်ဒစိတ်ရှယ်ရှယ်လုံးထားပြီးတာပြည့်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီ second floor မှာတော့ living area ပေါ့เนาะဒီ living area မှာကျွန်တော်တို့ကအာဖះချောင်းဆောင်ထားလို့ရတယ်ပြီးမှကျွန်တော်တို့ဒီဟီတာစုတွေ TV ကြည့်ဖို့ TV ထားလို့ရတယ်အောက်မှာတော့ဧည့်ရဲဧည့်ခံပေါ့เนาะအဲ့လို living area လို့ရတယ်ပြီးတော့ရင်ကျွန်တော်တို့ဒါ နှစ်ထပ်ခွဲပေါ့နော်နှစ်ထပ်ခွဲဆက်လက်ပြီးတော့ရင်ဒါဆိုလာရေးပါပီးတာဖြစ်ပါတယ်ကဲဆုံးတူဒီမှာဒီကခွင့်နေရာမှာလည်းဒါ ventilation ကောင်းအောင် lighting ကောင်းအောင်နော်ဥမာတကယ်လို့အိမ်ထဲမှာကျွန်တော်တို့ဟိုတကားဖွင့်ထားခြင်းနဲ့လူကြီးတွေ air con မကြိုက်ဆိုဖွင့်ထားလိုက်ရင်တဘာဝလေးရမယ်အလင်းရောင်လရမယ်ပေါ့နော်ဒီတော့ဒီ legal aim တစ်ခုလုံးပေါ့เนาะမင်းမလင်းဘူးဆိုရင်လည်းဒါ easy lighting ကောင်းတယ်ဒီမှာ ceiling ကလည်းတော်တော်လေး modern ဖြစ်တဲ့ဟိုဒီ fancy ဖြစ်တဲ့ဟာတက်ဆင်ထားတာတွေ့ရမှာဖြစ်ပါတယ်ဒီနေရာကတော့ကျွန်တော်ဒီ open slab ပေးထားတယ်ဘာလို့လဲဆိုရင်ဒီမှာကျွန်တော်ဟို barbecue လုပ်လို့ရတယ်ပန်းတွေဆိုင်လို့ရတယ်အေးစင်ညနေဆောင်လေးတိုက်ရင်ထိုင်လို့ရတယ်အဲ့လိုလေးလောက်ထားကြည့်အောင်ပေါ့နော်ဆိုတော့အခုအနောက်မှာတော့အခန်းတစ်ခန်းရေချိုးခန်းအိမ်ထဲတွေ့ပါပြီးတော့အခန်းတစ်ခန်းပေါ့နော်ကဲဒါတော့ကျွန်တော်တို့ပြောမှဆိုရင်တော့လူငယ်တွေကြိုက်နိုင်တဲ့အခန်းမျိုးဖြစ်ပါတယ် ဒါမှမဟုတ်မိသားစုနည်းတယ်ဆိုဒီအခန်းဂျင်ကန်းလုံးလိုက်လို့တောင်းရတယ်။ဘာလို့ဆိုရင်တကယ်လည်းကျွန်တော်တို့လူငယ်တွေအတွက်တီးတန့်ရင်ဖြစ်သွားတယ်အရှိမလဲကျွန်တော် gathering နေရာလေးလုပ်လို့ရတယ်။အဲ့လိုလေးပေါ့နော်။ပြန်တူရေချူခိုင်းတာလေး contact ဖြစ်တယ်။သူကလည်းသူဒီအခန်းကပြည့်စုံနေတယ်လို့ကျွန်တော်တို့ခံစားမှာဖြစ်ပါတယ်။မကြည့်ရဘူးသူကလည်းသူဒီဘူးကြီးအေးကြီးရှိပြီးတာပစ္စည်းတွေတတ်ထတာအရင် contact ဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ကအခုကအိတ်ခန်း၄ခန်းလုံးကြည့်ခဲ့ပြီးသွားရင်ပြည်ပြီးအပေါ်အမိုးဆက်လက်မှာလည်း အဲကျွန်တော်တို့ဒီရေတိုင်ကလေးထားထားတယ်ပြီးတော့ရင်ကျွန်တော်တို့အခုကအာဒီရှိမှာကျွန်တော်တေကားပေါ့နော်အပေါ်တက်တဲ့လေကားလေးပြတယ်ဒီလေကားကလုံးဝ solid ဖြစ်ပြီးတော့ခိုင်ခန့်ဘာလို့ကျွန်တော် ပုံမှန်ကြောင်းလေးလေကားတို့ဘာလို့ကနေရာမစားဘူးဆိုပေမဲ့လည်းအဲကျွန်တော်တို့ဘယ်လိုပြောရမလဲဒါခါကျရင်တက်ရတာအခက်အခဲရှိနိုင်တယ်ဆိုတော့ကျွန်တော်တို့အခုဒီမှာဆိုရင်လုံးဝဒီမှာခိုင်ခိုင်ခန့်ခန့်ပဲတက်ရတာလည်းကျွန်တော်တို့ဒီလိုမျိုးဝိပတ်ပြီးတော့တက်စီရမလို့ပေါ့နော်သူရအားတစ်ချက်ကတော့တော်တော်လေးအတိတာထင်ရှားတယ် ဒီအပေါ်ဆုံးမှာတော့ကျွန်တော်ဒီအာဘွယ်လာပေါ့နော်ကျွန်တော်ဘွယ်လာတက်ထားပြီးတာပြီးတော့ရင် compressor ပါပြီးတာဒီမှာကျွန်တော်တို့ overhead tank ground tank လည်းပါပြီးတာဒီဒီဘက်ချမ်းမှာဆိုရင်ဒါမူဂျိုလွဲတွေဒီမှာ solar တက်ထားတယ်နော်ဆိုတော့ဒီအိမ်ကတော့ကျွန်တော်မြောင်းတကုံ55ရက်ကွက်မှာ20 60ကိုအခုလိုကျွန်တော်တို့အိတ်ခမ်းများများနဲ့ ventilation ကောင်းကောင်းလေးအိမ်ကလုံးဝတန့်ပြန့်အကျွတ်အမှုထုတ်ပေါ့နော်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်စိတ်ဝင်စားမယ်ဆိုရင်ဆက်သွယ်လို့ရအောင်ဖုန်းနံပါတ်လေး channel ပြန်မှာဖြစ်ပါတယ် ཁས 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 ཁས